myel 5g network ဖွင့်ပြီး myel internet line ဆိုအကောင်အောင်လုံးနေကိုတင်ပေးမယ် myel internet line ဆိုအမကောင်လို့တင်ဆက်ညင်းနေရဆိုရင်ဒီ setting တွေကိုဖွင့်ပါဒီ setting ကိုဖွင့်လိုက်ယုံနဲ့ myel က 5g network ဖြစ်သွားပြီး line ဆိုအလက် share ကောင်းမှာဖြစ်ပါတယ် 5g network ကိုသုံးချင်နေဆိုရင်တော့ဒီ video ကိုအဆုံးထိကြည့်ပေးပါဒီ video ကိုကျွန်တော်ကတော့အဆင့်3ဆင့်ခွဲထားပါတယ် ဓမ္မ1အစင်က internet line ဆိုတာကောင်းအောင်လုံနေဆိုတဲ့အစင်ဖြစ်ပါတယ်။ဓမ္မ2အစင်က 5G network finish ဆိုတဲ့အစင်ဖြစ်သွားပါပြီ။ဓမ္မ3အစင်ကဘာလဲဆိုရင် ဖုန်းပါရှင်နေလို့ line ဆိုရမကောင်းတာဖုန်းမှာ error တခုဖြစ်လို့ line ဆိုရမကောင်းရင်လောက်ရမဲ့ setting တွေဖြစ်ပါတယ်။ဒီအစင်3စီးနဲ့ကျွန်တော်သင်ပေးမှာဖြစ်ပါတယ်။အဲကြောင့်ဒီ video ကိုအစုံထိကြည့်ပေးပါ။ပထမဆုံးဓမ္မ1အစင်ကိုပြောပြမယ်။ နမဝမ်အစင်ကအင်တာနက်လိုင်းဆိုတာကောင်းအောင်လုံနေဆိုတဲ့အစင်ဖြစ်ပါတယ်။အင်တာနက်လိုင်းဆိုတာကောင်းအောင်လုံချင်တဲ့ဆိုရင် setting ထပ်ကိုဝင်လိုက်ပါ။ setting ထပ်ကိုဝင်ပြီးရင်ဒီအောက်ကိုဆွဲမယ်။ဒီမှာ sim card and mobile network ရှိရနော်။အကောင့်ကိုလင်းလိုက်မယ်။ဒီမှာ mytel ကိုကြွေးချင်မယ်။ mytel ကိုကြွေးချက်ပြီးရင် access point name ကိုနှိပ်လိုက်ပါ။ EBN setting ကိုကောင်းကောင်းမွန်မွန်မချိန်းထားရင်လည်း internet line ဆိုတာမကောင်းပါဘူး။ အေဘီယန်ဆက်တင်ကိုမမှန်ကန်ကန်ကောင်းကောင်းမွန်မွန်ခြေပြီးလိုင်းဆွဲအကောင်းအောင်လုံးနီကိုတင်ပေးမယ်ပထမဆုံးတော့ကူမရှိရဲ့ AVN တွေကို reset လုပ်လိုက်မယ်နော်ဒီလိုပုံစံ reset လုပ်လိုက်ပါ reset လုပ်လိုက်ပါနော်ပြီးရင်ဒီမှာ new AVN ရှိတဲ့ account ကိုနှိပ်လိုက်ပါ Okay new AVN ကိုနှိပ်ပြီးရင်ဒီမှာ name နဲ့အမှာ my dell လို့ရေးမယ် my dell လို့ရေးမယ်ပြီးရင် okay ကိုနှိပ်မယ် AVN နေရာကိုနှိပ်မယ် एवियनियामाद माइटेल नेटलो हिमे पी ओके गो नहीं में नेम निया एवियन निया को छे भी विसुरा चुनो सावा निया को छे में सावा निया माद डब्लू 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 डॉट गूगल डॉट कॉम लो ई लाई बा सावा निया मा डब्लू 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 डॉट गूगल डॉट कॉम लो ई लाई बा पी ओके गो नहीं लाई बा ओके डापी चुनो आउ गुस्से में आउ गुस्से में ဒီမှာ ABN protocol နေရာမှာလည်း IPv4 IPv6 ပြရမယ်နောက်ထပ် ABN roaming နေရာမှာလည်း IPv4 IPv6 ပြရမယ်နောက်ထပ် barrier နေရာမှာเนาะ barrier နေရာမှာဆိုရင် LTE ပဲထားလိုက်မယ်เนาะကျွန်တော်မထားတော့ဘူး LTE ပဲထားလိုက်မယ်เนาะပြီးရင် OK ကိုနှိမ့်လိုက်မယ် OK ဂျာလေးပြီးပြီသူတို့ဒီမှာဆိုရင်ဒီ MVNO type မှာ non ပဲပြရမယ်เนาะကျွန်တော်မယူနဲ့ non နေရာကိုပဲယူလိုက်ပါ OK ဒါပြီးရင်သူတို့ဒီ mode ရှိတဲ့အကောင့်ကိုနှိပ်ပြီးသူတို့ save လုပ်လိုက်ပါ စေဖလုတ်ပြီးခုနကျွန်တော်တို့လောက်ထား ABN ကို name မယ်နော် name မယ်နော်ဒီလိုပုံစံ name မယ် okay ဒါပြီးရင်ကျွန်တော်တို့ဒီကနေ back သွားမယ် back သွားပြီးရင်ဒီဒီမှာရောက်လာရင် mobile network ကို အချက် name မယ်ဒီမှာ automatically ဆိုရဲဟာကိုဖွင့်ရမှာဖြစ်ပါတယ်ဒါကလို့ပိတ်နေတာဆိုရင်ဒီကောင်ကိုဖွင့်ပေးပါနော်ဒီလိုပုံစံပိတ်နေတာဆိုရင်ဒီကောင်ကိုဖွင့်ပေးရမှာဖြစ်ပါတယ်ဒီကောင်ကိုဒီလိုပုံစံနဲ့ပဲဖွင့်ထားလိုက်ပါနော်ဒါမှတာလင်း line ကောင်းမှာဖြစ်ပါတယ်ဒီကောင်ကို မပိတ်ထားပါနဲ့ โอเคဒါကကျွန်တော်တို့အဆင့်တစ်ဆင့်ပြီးသွားပါပြီအဆင့်တစ်ဆင့်မှာ line ဆိုတာကောင်းအောင်လုပ်တဲ့နီးလန်းကိုကျွန်တော်တို့ပြီးပြီဆိုတော့ကျွန်တော်အခုအဆင့်နှစ်ကိုပြောပြမှာဖြစ်ပါတယ်ဗီဒီယိုကိုအဆုံးထိကြည့်ပေးပါအဆင့်နှစ်မှာက 5G network finish ဆိုတဲ့အဆင့်ရောက်လာပါပြီဟုတ်ပါတယ်ဒီဗီဒီယိုမှာ 5G network finish ကိုတင်ပေးပါမယ် 5G network finish ချင်တယ်ဆိုရင် setting ထက်ကိုဝင်လိုက်ပါ setting ထက်ကိုဝင်ပြီးအောက်ကိုဆွဲလိုက်ပါဒီမှာ net sim card mobile network ကိုနှိပ်လိုက်ပါဒီမှာ မိုက်တယ်ကိုယူချက်မယ်ပြီးရင်ဒီမှာကျွန်တော်တို့ဒီမှာ free file dot type ကိုနေမယ်ပြီးရင်ဒီတော့ဒီမှာ free file lde ဒါမဟုတ် oh prefer 3g ဒီလိုပုံစံနဲ့ဖြစ်နေတာဆိုရင်ဒီကောင်ကို 5g tag ကိုပြောင်းလိုက်ပါဒီမှာနော်အပေါ်မှာ 5g ရှိတယ် prefer 5g 5g နေရာကိုပြောင်းလိုက်ပါဒီမှာနော် 5g ဖြစ်သွားပါပြီဒီမှာကြည့်မယ် prefer dot type က 5G ဖြစ်သွားပါပြီ။ဒါက 5G လို့တဲ့နီလန်ဖြစ်သွားပါပြီ။ကျွန်တော်ဒီမှာအဆင့်တစ်ခုပြီးသွားပါပြီ။အခုကျွန်တော်အဆင့်3နေရာမှာတော့ ဖုန်းမှာရှိနေပြီလိုင်းဆွမ်းမကောင်းတာဖုန်းမှာအရာတကူဖိလျောလိုင်းဆွမ်းမကောင်းရင်မလုပ်ရမှာလားဆိုတာကိုပြောပြမှာဖြစ်ပါတယ်ဖုန်းပါရှိနေလို့ဖြစ်ဖြစ်ဖုန်းမှာ error တခုဖြစ်လို့ပဲဖြစ်ဖြစ်လိုင်းဆွဲမကောင်းဘူးအရင်ဆိုလောက်ရမှာကကျွန်တော် internet ဖွင့်နေနော် internet ဖွင့်ပြီးရင်ကျွန်တော်ဒီ aeroplane mode ကိုတစ်ချက်ဖွင့်လိုက်ပါနော် aeroplane mode ကိုခဏအတွက်ဖွင့်ပေးပါပြီးရင်ဒီလိုပုံစံနဲ့အပိတ်လိုက်ပါနော်ဒီလိုပုံစံနဲ့ပိတ်လိုက်ပါပြီး internet ကိုတစ်ချက်ပိတ် ြီးအင်တာနက်ကိုတစ်ချက်ဖွင့်လိုက်ပါနော်ဒီလိုဆိုရင်အတိုင်းလိုင်းဆွဲပြန်ကောင်းမှာဖြစ်ပါတယ်ဒါလုံးလို့လဲအခုချိန်ထိလိုင်းဆွဲမကောင်းရင်တော့နော်တင်လုံးရမှာကဘာလဲဆိုရင်ကျွန်တော်ဖုန်းမှာရှိတဲ့ cleaner ကိုတုံးရမှာဖြစ်ပါတယ်ဖုန်းမှာ security cleaner ရှိရင်တော့အကောင့်ကိုတုံးပြီးမှကျွန်တော်တို့အမိုက်တွေကိုရှင်းရမှာဖြစ်ပါတယ်ဖုန်း storage ပြည့်လို့လဲလိုင်းဆွဲမကောင်းတာဖြစ်နိုင်ပါတယ်နော်အဲအကြောင်းဒီ cleaner ကိုတုံးလိုက်ပါဖုန်းမှာအမိုက်တွေအများကြီးရှင်းလဲလိုင်းဆွဲရမကောင်းဘူးလိုင်းလုံးဝသုံးလို့မရပါဘူး जाऊँ डी क्लीन ना गो लो तो लाइबा क्लीन लो लाइबा ना तो कुछ चलो बैक तो मैं कैंसल लो मैं बैक तो मैं पी ही ना तो कुछ दिमाग तो मैं कहा वो स्पीड थी वो स्पीड गोल है तो मैं क्लीन ना होता हूँ वो स्पीड गोल है तो मैं दिमाग वो स्पीड गो नहीं लाए मैं ठीक है लो छे आप फिलहाल लाइन सो है प्यंकाओं में इंटरनेट प्यंकाऊँ लो या आपकी बार है တင်ကဒီနှခုလုံးလောက်ပြီးအခုချိန်တည်းမကောင်းရင်တော့ဖုန်းကို report လေးချလိုက်ပါဒီလိုပုံစံနဲ့ report ချလိုက်ပါနော်ဆက်ပွင့်လာတာနဲ့နော် line ဆွဲပြန်ကောင်းသွားမယ်ပြန်သုံးလို့ရမှာဖြစ်ပါတယ်ဟုတ်ပါတယ်ကျွန်တော်တို့အဆင့်3ဆင့်လုံးပြီးတော့ပါပြီဒီအဆင့်3ဆင့်လုံးလုံးမယ်ဆိုရင်တော့ internet line ဆွဲ share ကောင်းမှာဖြစ်ပါတယ်